ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။မန်ဂရူးဟာနေစဉ်နေ့တိုင်းရှီဖာလီကိုချီးမွမ်းလေးရှိပါတယ်။ရှီဖာလီကတနေ့ကအလုံးလုံးလို့မောပန်းနှဲနေပြီးအိမ်ကိုပြန်ရောက်လာတဲ့အခါတိုင်းမန်ဂရူးကရှီဖာလီဒီနေ့ညစာအတွက်ကဘာတွေလဲ။ဒီနေ့မင်းအတွက်ကာဒီချာဝဲလ်ထမင်းနဲ့ဘဲကြော်ဟင်ချက်ထားတာပဲ။အိုးဟုတ်လားအဲ့ဒါဆိုရင်မြန်ထမင်းခုခဲ့ပေးပါဦးကျွန်တော်ဗိုက်ရမ်းစာနေပြီလို့ပြန်ပြောလိုက်တယ်။ မန်ဂရူးတယောက်ကရှီဖာလီရဲ့ကာဒီတာဝဲကိုစားလိုက်ရတဲ့အခါယူသူမတက်ချီမွန်လိုက်ပါတယ်။ဝါရှီဖာလီမင်းရဲ့လက်ထဲမှာမော်တက်ရှိရတဲ့နဲ့မင်းကကဘာပေါ်မှာအကောင်းဆုံးကာဒီတာဝဲကိုချက်ချက်တာပဲ။ရှင်ကျမအဲ့လိုမပြောပါနဲ့တော့လို့ပြောတဲ့အခါမှာမန်ဂရူးကငါမန်တိုင်းပြောနေတာပါ။ငါစဉ်းစားနေတာဒီလိုလိုအားပေးလို့တွေလုပ်နေရအသေးပဲမရှိတော့ဘူး။ငါဒီလိုဒီအားလုံးကိုဆွတ်လွတ်ပြီးတော့အစားအစာပို့ဆောင်ရေးလုပ်ငန်းစလုပ်တော့မယ်လို့ပြောလိုက်တယ်။ကောင်းပြီလေအဲ့ဒါဆိုဟင်းတွေကိုဘယ်သူကချက်မှာလဲ။ မင်းမရှိရလေရှီဖာလီရဲ့မင်းရဲ့အရန်ရတာရှိရဲ့ကာရီချာဝဲချက်ပေါ့ရှီဖာလီငါတို့မင်းရဲ့ကာရီချာဝဲကိုရောင်းရုံနဲ့တင်တန်းချွေတထီတွေဖြစ်လာနိုင်တယ်တန်းချွေတထီဟုတ်လားမဆန်တပြားမှအိတ်ထဲမရှိဘဲနဲ့တန်းချွေတထီဖြစ်ဖို့အိမ်မက်မက်နေရလားမန်ဂရူးရှီဖာလီအလိုမေးတော့မန်ဂရူးကလည်းရှီဖာလီကဆင်းရဲတဲ့သူတွေအတွက်ကအိမ်မက်တွေထက်ပူကြီးရဲ့အရာတွေကမရှိသေးလို့လေအဲ့လိုပြန်ဖြေလိုက်တယ် စီရဲတွေကတနေ့ချိုင်းတသောတသာရှိရဲဘွားကိုနေထိုင်ရဖို့တဘွားလုံးအိမ်မက်မဲ့ရင်နဲ့နေထိုင်ကြပြီးသူစိတ်တီလိုတည်ဆုံသွားကြတာများပါတယ်။ဒါပေမဲ့အဲ့ဒီတဲလူတွေထဲကပဲနေပါလာတဲ့လူတွေကစီရဲမွေးတီမှုကနေလွတ်မြောက်နိုင်ခဲ့ကြတယ်။မန်ဂရူကလည်းစီရဲမွေးတီမှုကနေယုံထွက်ချင်ခဲ့ပြီးတော့သူ့ရဲ့ဇနီးနဲ့သားသမီးတွေကိုကောင်းမွန်တဲ့ဘွားပေးချင်ခဲ့တာ။ အဲ့လိုနဲ့ပဲသူဟာလေသူ့ရဲ့အိမ်မက်ကိုဆက်ပြီးတော့အိမ်မက်မက်နေခဲ့တယ်။နေနှင်းငယ်ကြလာတဲ့အခါမှာတော့မန်ဂရူးမှာနှစ်နှစ်ရွယ်သမီးလေးနဲ့မွေးကင်းစသားလေးနှစ်ယောက်ရှိလာခဲ့တယ်။မန်ဂရူတယောက်ကလည်းအလုတ်ကနေမထွက်နိုင်ခဲ့ပဲဒီနေ့အရောက်မှာတော့အလုတ်လုံရင်နဲ့အမေကနေပြုတ်ချပြီးတည်ဆုံးသွားခဲ့တယ်။မဟုတ်ဘူး။ဘာဖြစ်တာလဲ။အိုဖျားသခင်ဘာဖြစ်တာလဲ။ဘာလို့ခင်ပွန်းကကျမတို့ကိုထားသွားရတာလဲလို့တွေးကြဝမ်းနေပူဆွေးနေခဲ့ပါဗျ။မန်ဂရူလုံးလုံးတဲ့ကုမ္ပဏီရဲ့ပိုင်ရှင်ဖြစ်တဲ့မာတလာကအရန်ကုန်မှာစိတ်ထဲညစ်ပတ်တဲ့သူတယောက်ပါ။ မန်ဂရီရဲ့စနီတဲ့ကငါ့ကိုတရားစွဲရင်ငါအနေနဲ့ပတ်စံအများကြီးပေးရလိမ့်မယ်။မန်ဂရူနဲ့သူ့ရဲ့စနီကိုသာငါကရင်တရားပြန်ဆွဲရဖို့ကောင်းမယ်ထင်တယ်လို့စဉ်းစားခဲ့တယ်။မာဒလာကတည်ဆုံသွားတဲ့ရှီဖာလီရဲ့ခင်ပွန်မန်ဂရူပေါ်မှာအတေးဖြတ်မှုဆွဲဆွဲချက်မှကိုလုပ်ခဲ့ရကြမယ်။နေရချာမှာယေရီကရှီဖာလီစီကိုရောက်လာခဲ့တယ်။ရှီဖာလီရဲ့တမီလီမိုနီဟာလည်းယေရီကိုမြင်ပြီးကြောက်လန့်သွားခဲ့တယ်။မမေယေရီလာနေပြီယေရီအင်ကိုရောက်လာပြီ။ယေရီပါလာပါကိစ္စနဲ့ရှင့် ရှီဖာလီကယဲရီကိုမေးမြန်းလိုက်တော့မန်ဒလာဟာလည်းယဲရီနဲ့တွေ့နောက်ကနေပါလာခဲ့တယ်။ရှီဖာလီမင်းရဲ့ခင်မောင်ငါငါရဲ့ဘန်ကနေရူပီဆက်တင်ခိုးယူခဲ့တယ်။အဲ့ဒီချိန်ကသူ့တွေ့ပြီးဖမ်းမိသွားတော့သူကထွက်ပြေးနေပြုတ်ချပြီးတည်ဆုံသွားခဲ့တာလို့မန်ဒလာကပြောလိုက်တယ်။မဟုတ်ပါဘူးကျမရဲ့ခင်မောင်ကတခုမဟုတ်ပါဘူးမဟုတ်ဘူးရှင့်တခုခုလွဲနေရပဲဖြစ်မှာပါကျမရဲ့ခင်မောင်ကတခုမဟုတ်ပါဘူးရှီဖာလီကိုရဲရီကညင်းဆိုနေပါတော့တယ် အခုတော့တိတ်ဆိတ်နေလိုက်ပါမင်းကလေးမင်းနေနဲ့တနေတွဲရူပီဆက်သိမ်းပြမဆက်နိုင်ရင်ငါတို့ရင်မင်းရဲ့အိမ်ကိုသိမ်းရလိမ့်မယ်ပြီးရလို့ရိုးလို့ဆင်ရကလေးနှစ်ယောက်လုံးကိုပါသိမ်းမယ်လို့ယေရီကပြောလိုက်တယ်။ရှီဖာလီရဲ့ခင်မွန်းတဲ့ဆုံးနာကနေ့ရက်ပဲရှိသေးပေမဲ့အခုတော့ရှီဖာလီကရူပီဆက်သိမ်းအကျွေးနဲ့ဝင်ပြီးနေပါပြီ။အခုချိန်မှာတော့ရှီဖာလီတယောက်ဘာလို့မှမသိတော့ဘူး။အခုကျမကျမရဲ့ကလေးနှစ်ယောက်လုံးကိုတော့ကြွေးမွေးဖို့မတက်နိုင်တော့ဘူးကျမဒီရူပီဆယ်သိန်းအကျွေးကိုဘယ်လိုပြန်ဆက်ရပါမလဲရှီဖာလီကအတွေးတော်နေခဲ့ပါတယ် ညနေပိုင်းမှာရာဂူဆိုတဲ့လူတစ်ယောက်ရှီဖာလီအိမ်ကိုရောက်လာခဲ့တယ်။ရာဂူကမန္တလာရဲ့ဆက်ရုံမှာမန်ဂရူနဲ့အတူလှုပ်လှုပ်ခဲ့တဲ့သူပါ။ရာဂူကရှီဖာလီကိုတခုခုပြောဆိုလိုက်တယ်။ညီမလူးမန်ဂရူနဲ့ကျွန်တော်ကတငယ်ချင်းကောင်းနေပါမန်ဂရူကဘန်ကနေပစ္စည်းတွေကိုမခိုးယူခဲ့ပါဘူးဒါပေမဲ့ပိုင်ရှင်ကအခုအိမ်ကိုရဲရီခေါ်လာတယ်လေအခုတော့ကျမတို့ပြဿနာပြန်ဆက်ရတော့မယ် ဆယ်ယောရဲ့ပိုင်ရှင်ကအရင်လောဘကြီးပြီးမယိုးသားဘူးဒီမတော်တဆမှုဘလို့ဖြစ်လဲဆိုတာကျွန်တော်သိတယ်တကယ်တော့အကိုမန်ဂရုကပိုင်ရှင်အမားကြောင့်အသေးဆုံးခဲ့ရတာပါအဲဒီစကားကိုကျတော့ရှီဖာလီကရာဂုကိုအကူအညီတောင်းလိုက်တယ်ရာဂုအဲ့ဒါဆိုရင်ရှင်တရားရုံးမှာတသက်ထွက်ပေးနိုင်မလား ကျွန်တော်ကဘယ်လိုလုပ်ပြောရမလဲအမရအဲ့ဒါပြောလို့ရှိရင်ပိုင်ရှင်ကကျွန်တော်ကိုပါတက်လိမ့်မယ်ကျွန်တော်ကတော့အလုံးမရှိတော့ရင်ကျွန်တော်ရဲ့ဇနီးနဲ့သားသမီးတွေအမကျွေးမွေးပေးရမှာလားလို့ပြောပြီးရာဂူတယောက်ထွက်သွားခဲ့တယ်အခုချိန်မှာတော့ရှီဖာလီမှရွေးချယ်စရာမရှိတော့ပါဘူးရှီဖာလီကအိမ်နဲ့အိမ်သုံးအိမ်လောက်မှာပကံစီချင်းကိုစတင်လုပ်ကင်ပြီးတော့မိသားစုစာဝင်တွေကိုဖြည့်ရှင်းခဲ့တယ်အဲ့လိုနဲ့တလားကြပြီးတနေ့ကိုရောက်တဲ့အချိန်မှာတော့ရှီဖာလီရဲ့သားသမီးတွေကသူတို့ရဲ့အမေကိုတကူကူတောင်းဆိုကြတယ် မမေသမီးတို့ကာဒီချာဝဲချက်ကျွေးပါအောင်သမီးတို့ကာဒီချာဝဲမစားရတာကြပြီသမီးတွေကသူတို့ရဲ့အမိကိုတောင်းဆိုကြတယ်ကောင်းပါပြီသမီးတို့မမေချက်ပေးပါမယ်ရှီဖာလီကသူ့ရဲ့သမီးတွေကိုစကားပြန်ပြောလိုက်ပြီးကာဒီချာဝဲကိုစချက်တယ်တိမ်လုံးကလည်းမွေးချိုင်းနေပါတော့တယ်အဲ့ဒီအချိန်မှာပဲမာနော့အမီရှိရဲ့ရဲတူကဟဲစကန်ကနေအိမ်ကိုရောက်လာခဲ့တယ်။တင်းကရှီဖာလီရဲ့အိမ်ဟုတ်ပါတယ်နော်လို့ရဲရရှိကြီးကမေးညာလိုက်တယ်။ဟုတ်ပါတယ်ကျမရှီဖာလီပါရဲရရှိကြီးဒီကိုလာတာဆိုတော့ဘာကိစ္စပါလဲ။ ပြောကရှီဖာလီကအရေးရာရှိကြီးကိုပြန်ဖြေလိုက်တော့ငါမင်းကိုတတိပေးဖို့လာတာပါတနေ့တွဲဆက်သိမ်းပေးရမယ်လို့ငါတို့တွေပြောထားရည်လေအခုတလကုံသွားပြီဟုတ်ပါရဲ့ရှင်ကျမသိပါရယ်ဒါပေမဲ့ကျမဆင်းရဲတယ်အခုကျမခင်မလဲဆုံးသွားပြီလေအဲ့တော့ကျမဘာလုပ်ရမှာလဲလို့ပြောကမျက်ရည်တွေဝဲလာခဲ့တယ်တာကုန်မြေတော့မာနော့ရှ်စိတ်ထဲမှာတနာစိတ်ဝင်သွားခဲ့တယ်။မာနော့ကလည်းမတန်လာကပတ်စံရဖို့လိမ်ညာနေတယ်ဆိုတာကိုသိတယ်။ဒါပေမဲ့သူကလည်းဒီကိစ္စကိုသိပေမဲ့ဘာမှမတန်နိုင်ခဲ့ပါဘူး။ ကောင်းပါပြီတိတ်တိတ်နေလို့ရပါတယ်ကျွန်တော်ဒီအလိုသဘောအရသာလာတာပါကောင်းပါပြီရှင်ရဲရရွှေကြီးလည်းအင်္ဂလာတော့ကလာတာဆိုတော့တခုဆိုင်မှာပြန်သွားပါဟုတ်ကဲ့ကျွန်တော်ကဘိုင်လေးစနေတယ်။ဒါနဲ့မိဖို့ကြောင့်ကနေအရန်ကောင်းတဲ့အနံ့တစ်ခုရနေတယ်။ညီမပါရီချက်နေရလေ။မနောရှ်ကရှီဖာလီကိုမေးမြန်းလိုက်တော့။ဦးလေးကာဒီချာဝဲချက်နေတာ။အခုမေမေကကာဒီချာဝဲချက်နေတာ။သမီးရဲ့မေမေကကဘာပေါ်မှာအကောင်းဆုံးကာဒီချာဝဲကိုချက်တတ်တယ်။အမေရဲ့လက်ရာကိုတစ်ခါစားပွင့်တစ်သက်လုံးမမေ့နိုင်ဘူး။သမီးတွေကသူတို့မေရဲ့လက်ရာကိုချီချူပြောဆိုလိုက်တယ်။ ။ကောင်းပြီဒါဆိုရင်သမီးတို့အမေရှီဖာဂျီလီရဲ့လက်ရာကိုမြည်ကြည့်ရတာပေါ့။မနောရှက်ကလေးတွေကိုချူတာစွာပဲပြောဆိုလိုက်တယ်။ရှီဖာလီကရဲရာရှိချီကိုသူချက်ထားတဲ့ကာရီချာဝယ်တွေကြီးလိုက်တော့မနောရှက်တယောက်အယံကိုအားအသင့်သွားခဲ့တယ်။ဟာတကယ်ပဲဒါကကဘာပေါ်မှာအကောင်းဆုံးကာရီချာဝယ်ပဲ။ငါတလောက်ရတာရှိရဲ့ကာရီချာဝယ်မျိုးတခါမှမစားဘူးဘူးလို့ပြောကရှီဖာလီရဲ့လက်ရာကိုချီးမွမ်းလိုက်တယ်။ပြောပါရဲဦးလေးအမေရဲ့လက်ရာကအရင်ကောင်းပါတယ်လို့ ရှိဖာလီကြီးအမပါလို့ကျွန်တော်တို့ရေစကန်ကိုအစားအစာလာမပို့ပေးရလေကျွန်တော်ရေရီကဟိုတယ်ကနေရတဲ့အစားအစာတွေမစားချင်ကြဘူးစားမကောင်းအရသာလည်းမရှိဘူးစားချင်စိတ်လည်းမရှိဘူးမနော်ရှာရှိဖာလီကိုအချံပေးလိုက်တဲ့ရေစကန်ကိုအစားအစာတွေလာပို့ပေးရမယ်ဟုတ်လားဒီစကားကိုကြားလိုက်ရတဲ့အခါမှာရှိဖာလီကမန်ဂရီယက်ကပြသွားပါတယ်ငါမန်တိုင်းပြောနေတာဒီလိုလိုအားပေးလို့တွေကိုလုံးနေရတာအသေးပဲမရှိတော့ဘူးငါတားရီအားလုံးကိုဆွလွတ်ပြီးအစားအစာပို့ဆောင်ရေးလှူစားလို့တော်မယ် ကောင်းပြီလေအဲ့ဒါဆိုဟင်းတွေကိုဘသူအချက်မလဲမိမဲ့လေရှီဖာလီမင်းရဲ့အရန်ရတာရှိရဲ့ကာတီချာဝဲချက်ရမှာပေါ့ငါတို့ကာတီချာဝဲကိုရောင်းရုံနဲ့တန်းကျွဲတဲ့တွေဖြစ်လာမယ်လို့ပြောတာကိုတွေးလိုက်တော့ရှီဖာလီကမျက်ရည်တွေကျလာတယ် ဟုတ်ကဲ့ရရရှိကြီးကျမကာရီချာဝဲပို့ပေးနိုင်ပါ रे ဒါမဲ့ချက်ပြုတ်ဖို့အတွက်ကတော့ကျမကပတ်စံမရှိဘူးလို့ပြောလိုက်တော့ကောင်းပြီလိုအပ်တဲ့ပတ်စံကျွန်တော်ပေးမယ်ယူလိုက်ပါမာနော့ရှ်ကရှီဖာလီကိုလိုအပ်တဲ့ပတ်စံပေးပြီးအိမ်ကနေထွက်သွားခဲ့တယ်အိမ်နေမှာပဲရှီဖာလီကရဲ့စကန်ကိုကာရီချာဝဲပို့ပေးခဲ့တယ်ရရရှိတွေအားလုံးကရှီဖာလီရဲ့လက်ရကိုစားပြီးတော့ချိန်နှက်သွားကြတယ်လူတယောက်ရဲ့နှလုံးသားစီသွားတဲ့လမ်းကြောင်းကသူ့ရဲ့အစာအိမ်ကနေတဆင့်ဖြစ်တယ်လို့ပြောကြတယ် ။တဖြည်းဖြည်းနဲ့ရှီဖာလီရဲ့ကာရီချာဝဲကိုစားရင်းနဲ့ရဲရရှိတွေအလုံးကသူ့ရဲ့ပရိသတ်တွေဖြစ်လာကြပြီးရှီဖာလီရဲ့ကာရီချာဝဲကိုရဲစခန်းပြင်တခြားနေရာကနေပါမှာယူမှုတွေရှိလာခဲ့တယ်။တဖြည်းဖြည်းနဲ့ရှီဖာလီရဲ့လုပ်ငန်းကပို့ပြီးတော့ထွက်တက်လာပြီ။အရာကုန်မြင်တော့လောဘကြီးရဲ့အလို့ရှင်မတန်လားဒေါသထွက်လာပြီးဒီနေ့မှရေစကန်ကိုရလာကရရရှိအလုံးကိုစုပူချိန်မောင်းခဲ့တယ်။မင်းတို့ရေရီအလုံးတန်ဖိုးမရှိဘူး။မိမတယောက်စီကနေရရူပီးဆယ်သိန်းကိုမတောင်းနိုင်ဘူးလား။ရှက်စရာကောင်းလိုက်တာလို့ပြောကရေရီကိုအပြစ်တင်လိုက်တယ်။ အလို့ရှင်မတန်လာရဲ့စကားရီကိုဘသူကမှလည်းမခံနိုင်ကြဘူး။အဲ့ဒါပြင်ခုချိန်မှာရရှိဖာလီကလူရိုင်းရဲ့နှလုံးသားကိုတင်ပိုက်ထားပြီးသားပါ။အလို့ရှင်မတန်လာလိန်ညာပြီးပတ်ဆက်ရဖို့ကြိုးစားနေတယ်ဆိုတာကိုလူရိုင်းသိကြတယ်။အဲ့ဒါကြောင့်အေးသားအလုံးကအစီအစဉ်တစ်ခုချမှတ်လိုက်ကြတယ်။မနော့စ်တယောက်ကရှိဖာလီကိုရက်စကန်ခေါ်ပြီးတရားရုံးမှာမတန်လာကိုစန့်ကျင်ပြီးအမှန်တရားကိုထွက်ဆိုဖို့ပြောတယ်။ ကျွန်မမန်တရားကိုပြောမှာပါဒါပေမဲ့အဲ့လိုလုပ်ရင်တော့ကျွန်မမှာတက်သေးထောက်ထားမရှိပါဘူးဒါပေမဲ့ကျွန်မကမတန်လားကိုတရားရုံးမှာဆန့်ကျင်ပြီးပြောနိုင်တဲ့သူတည်ပါတယ်ဒါပေမဲ့သူကဖြစ်လာမယ့်အရာတွေကိုကြောက်နေတယ်ကောင်းပါပြီသူရဲ့ကြောက်ရွံ့မှုကိုငါတို့တွေဖြေရှင်းပေးလိုက်မယ်အခုမှတန်လားအရန်ကိုဒေါသထွက်နေပြီကျွန်တော်တို့သူ့ကိုထောင်ကိုပို့ရလိမ့်မယ် မနောကရှိဖာလီကိုပြောလိုက်တယ်။ရေယာ CGS ကားကြောင့်ပဲရှိဖာလီကရာဂူကိုခေါ်လာလိုက်တယ်။ရှိဖာလီတယောက်ကယေရီရဲ့အကူအညီကိုတတိယလိုက်တာနဲ့ရာဂူကသက်သေခံဖို့သဘောတူလိုက်တယ်။ရာဂူကလည်းတခြားလူတွေကခေါ်လာခဲ့ပြီးနောက်တနေ့မှာလူတိုင်းကတရားရုံးမှာမာဒန်လာကိုစန့်ကျင်ပြီးသက်သေထွက်ဆိုခဲ့ကြတယ်။မာဒန်လာတရားရုံးကနေချမှတ်တဲ့အမိန်အတိုင်းငွေတွေကိုပေးဆောင်ခဲ့ရပြီးနောက်ပိုင်းမှာတော့မာဒန်လာကထောင်ထဲချမှတ်ခံလာရတယ်။အခုချိန်မှာတော့မာဒန်လာကသူ့ရဲ့ဘဝတရှောင်းလုံးကိုထောင်ထဲမှာကုံဆုံမှုဖြစ်သွားခဲ့ပြီးရှီဖာလီကတော့တန်းချွတ်တဲ့တစ်ထည့်ဖြစ်လာခဲ့ပြီး အခုချိန်မှာတော့မန်ဂရီရဲ့အိမ်မက်တွေကအကောင့်ထဲပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ရှီဖာလီရဲ့ကာရီချာဝဲကသူ့ရဲ့ဘွားကိုအကြီးအကျယ်ပြောင်းလဲပေးခဲ့လိုက်ပါတယ်။အဲ့ဒီချိန်ကလေးကစပြီးရှီဖာလီကသူ့ရဲ့ဘွားကိုပျော်ရွှင်စွာနေထိုင်ခဲ့ပြီးကာရီချာဝဲစားတော့ဆိုင်ဖွင့်လက်ကကာရီချာဝဲတွေကိုရောင်းချနေခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်